ကဲကြည့်ပါအောင်ဗျာနော်ဆရာတော်ကြီးတွေဆရာတော်ကြီးတွေပဲရောက်နေတာတော့လက်ထဲမှာလည်းပတ်စံတွေနဲ့ဟာ6កောင်ဝိုင်းရောက်နေတာဗျာနော်ကဲဒီမှာလက်တစ်ချက်ရှူးလိုက်ဗျာစတိတ်စင်ပေါ်တော့ရောက်နေပြီနော်ကားကြီးရဲ့ရှေ့မှာခန့်ခန့်ညာညာကြီးနော်တော်တော်ခေါ်နေတာဗျာ အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေเนาะကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ဖုန်ကြီးတချို့ရေပေါ့เนาะဒီအကျင့်တီလပြပြနေတဲ့ဖုန်ကြီးတချို့ရေဗီဒီယိုလေးတွေကိုကျွန်တော်တို့ကြည့်သွားမှာပဲဖြစ်ပါတယ်ဗျပရိယပရိပတ်လိုက်စားနေတဲ့ဖုန်ကြီးတန်ဃာတွေလည်းအများအပြားရှိသလိုဒီလိုမျိုးပေါ့နော်အချောင်ရအချောင်စာအချောင်နေတဲ့ဖုန်ကြီးတုတွေလည်းများစွာရှိတယ်ဗျ တာသနာတော်တွေကိုဝင်လာပြီးတော့ဗောနောဘယံပရာဖြစ်နေတဲ့စီကံမလိုက်နာတဲ့ကိုရင်ဥစင်းနေရဲ့ပုံပြက်ပန်းပြက်အခြေအနေလေးတွေကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်ကြရအောင်ဗျာနော်ကဲလက်ထဲမှာလည်းပတ်စံနေနေဗျာကြည့်ပါအောင်နော်ဒါကတော့ကရင်ပြည်နယ်ဘက်မှာထင်တယ်ဗျ။ ပါပပတနနပါလိပပွေသူတဲ့ဘာလာသူကတော်တော်သူရအာသခတဲ့လက်ချားထဲမှာလဲဆလိတ်တူကြီးနဲ့နော်ဝတ္ထုငွေတွေလဲပါသည်6កောင်ဝိုင်းရောက်နေတာဗျာ ဒါကတော့ကရင်ပြည်နယ်ဘက်ကဆရာတော်တွေထင်ပါရဲ့ဗျာနော်ပွဲတစ်ခုမှာသူတို့6កောင်ပိုင်းလာထိုးနေကြတာဗျတန်ဃာတော်တွေရဲ့စည်းကမ်းမှာတော့အပြစ်ကြီးဆုံးလို့ဆိုထားတဲ့ဝိထုငွေကိုလက်မှာကင်ပြီးတော့6កောင်ပိုင်းရောက်နေတာဗျာနော်လက်ကြားထဲမှာလည်းစလိတ်တူကြီးနဲ့ကဲကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဗာများပြောကျင်သေးလဲဗျာဒီကိုတော်တွေကိုပြောကျင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းအောက်မှာ comment လေးရေးပေးထားခဲ့အောင်ဗျာကဲဒါလေးကတော့ဥစဉ်လာကိုရင်လာတော့မသိဘူးဗျာနော် ဦးစင်းဆိုရင်တော့ဒါအရက်ပွင့်နဲ့ဦးစင်းဖြစ်လာမှာကြာကြည့်ရတာတော့ဒါကိုရင်လေးပေါ့ဗျာနော်စင်မတက်ပြီးတော့ကျန်းနေရဗျာကျွန်တော်ထင်တာကတော့ကိုရင်လေးပဲဖြစ်မယ်လို့ထင်တယ်ဗျာနော်ကိုရင်ဆိုတော့လေဝင်းနီးတိတ်ခါတွေတိတ်မတိသေးတဲ့အခါမျိုးကြတော့ခလေးစိတ်ပဲရှိသေးတဲ့အခါမျိုးကြတော့တက်ပြီးတော့ပြောတာပေါ့ဗျာနော်ဒါပေမဲ့တခြားဘာသာတွေကတွေ့သွားတဲ့အခါမျိုးကြရင်တော့ကဲ့ရဲ့ပြစ်တင်ရှုံချစရာကြီးပေါ့ဗျာနော် ီဗီဒီယိုမှာတော့ဒီကနေ့နိုဝင်ဘာလ2ရက်နေ့မှာဆွေဂွန်စီရီတော်ရဲ့ရင်းမြစ်တော်ပေါ်မှာတွေ့ရတဲ့တန်ခါတော်တစ်ပါးတရားချင်းချင်အားထုတ်နေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။မြင်နေရတဲ့အချိန်ပဲဆရာတော်ကနေအရန်ပူတဲ့အထက်မှာလောဝရားထိုင်နေတာကိုမဖြုတ်ပဲနဲ့ဒီတိုင်းပဲတရားဆက်ထိုင်နေတာပေါ့နော်။ဘေးမှာဖြတ်သွားဖြတ်လာတဲ့လူတွေကဆရာတော်ကိုကြည့်ပြီးတော့ကြီးညိုတဲ့စိတ်တွေဖြစ်ပြီးတော့ရှစ်ခိုးသွားကြတယ်။တချို့ကတင်ကန်းတွေပေါ်မှာလူငွေတွေတင်သွားကြတာပေါ့နော်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မင်းစု ီတို့ရဲ့ထင်မြင်စာချက်တွေကိုလည်းအောက်ကကွန်မန့်မှာရေးပြသွားကြပါအောင်ခင်ဗျာတချို့သောဗုဒ္ဓဘာသာဝင်တွေကလေလူဘုံအလဲမှာဒီလိုမျိုးလူအထင်ကြီးအောင်လုပ်ပြလိုက်ပြီဆိုရင်အရန်ကိုအထင်ကြီးပြီးတော့ကြီးညိုတတ်ကြပါတယ်အမားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ညာစွာသိမရှိကြပါဘူးနော်တကယ်တရားလူလာတဲ့သူတော်ကောင်းတွေဟာတရားအလုပ်ကိုလုပ်တဲ့အခါမှာဘယ်တော့အခါမှလူမြင်ကွင်းမှာမလုပ်ပါဘူးလူတွေမမြင်နိုင်လောက်တဲ့အရက်မှာပဲတရားအလုပ်ကိုလုပ်ကြပါတယ် တခါတုန်းကဒီဟိုမှာမိโกယဟန်နှစ်ပါးရှိပါတယ်အတူတရင်သုံးကြတော့လဲပဲမိလို့သူတုတ်တန်ဒူတင်ဆောင်နေတာဖြင့်ကြာပါပြီဒါကိုအကိုလို့သူကမသိပါဘူးเนาะတုတ်တန်ဒူတင်ဆောင်တဲ့ပုံကိုယ်တွေဟာအသားငါမစားကြဘူးဘာကြောင့်လဲဆိုရင်အသားငါစားတဲ့အခါမှာခန္ဓာကိုယ်ကအလွန်ဆိုးဝါးတဲ့အညဏ်တွေထွက်တာကြောင့်တုတ်တန်မှာရှိတဲ့မကောင်းဆိုးဝါးတွေကနှောက်ယှက်ကြတဲ့အတွက်အသားငါမစားကြခြင်းဖြစ်ပါတယ်ဒီနေ့မှာမိโกနှစ်ပါးဆုံးဖုံးပေးနေစဉ် အကိုလုတ်သူကညီလုတ်သူရဲ့တပိတ်ထဲကိုအသားဟင်းထည့်ပေးပါတယ်။ဒီအခါမှာညီလုတ်သူကတပိတော်မဖုံးဘူးဖះဆိုပြီးအကိုလုတ်သူရဲ့တပိတ်ထဲကိုအသားဟင်းပြန်ထည့်ပေးလိုက်ပါတယ်။ဒါကိုအကိုလုတ်သူကညီလုတ်သူတုတ်တန်ဒုတင်ဆောင်နေမဲ့ရိပ်မိသွားတဲ့အတွက်ကြည်ညိုတဲ့စိတ်နဲ့ညီလေးတုတ်တန်ဒုတင်ဆောင်နေတာလားလို့မေးပါတယ်။ဒီအခါမှာညီလုတ်သူကသူ့ဒုတင်ဆောင်နေတာကိုအကိုသိမှဆိုတဲ့အတွက်ကြောင့်အကိုတပိတ်ထဲကအသားတွန်းကိုပြန်ယူပြီးဖုံးပေးလိုက်ပါတယ်။နော်။တုတ်တန်ဒုတင်ဆောင်နေပါတယ်လို့ဝန်မခံပါဘူး။ တကယ်တရားလိုလားတဲ့သူတော်ကောင်းတွေဟာတရားအကျင့်ကိုကျင့်တဲ့အခါမှာတခြားလူသိဖို့မပြောနဲ့မိသားစုအချင်းချင်းတောင်မှအတိမခံပါဘူးနော်အဲ့ဒီလိုမျိုးမိမိတရားအလုပ်လုပ်တာကိုလူသိမခံမှသာလျင်ပဲတကယ်သူတော်ကောင်းအစ်ဖြစ်ပါတယ်မိမိတရားအလုပ်လုပ်တာကိုလူသိခံပြီးဆိုရင်တော့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်များစဉ်းစားဖို့လိုပါပြီနော် ကဲဆရာတော်မိန့်သွားတာတကယ်ကိုမှတ်သားစရာလေးပဲဗျာနော်တရားကျင့်ကြံနေဆိုတာနော်လူအများသိဖို့နေတဲ့တတကိုရီဆွေမျိုးအရင်းချကြီးတောင်မှပေးမသိဘူးတယ်ဗျာဒါကတော့ပေါ်ပင်လိုက်နေတာလားနော်တကယ်ကြီးပဲအာထုံနေတာလားဆိုတော့ကိုကူကူသာအတိဆုံးပဲဖြစ်မှာပါဗျာနော်အေးခင်ဗျားတို့အဲ့လိုမျိုး Facebook ပေါ်မှာအဲ့လိုဂူကြီးဂူကြီးဆိုပြီးရွှေရွှေပြီးအတင်းနေအဲ့လိုဇွတ်တွေမလောက်ပါနဲ့ဖခင်သားတော်ဖခင်သားတော်တို့ချောင်းနေလောက်တော့ထွက်ခိုင်းပါလားကျေးဇူးပြုပြီးတော့ လုတ်လုတ်လုတ်ပါတကယ်တော့သွားရှောက်ပါလားဘယ်သူမှမရှောက်ကြဘူးလားအဲ့ဒါမျိုးကြတော့ဖခင်သားတော့ဟုတ်တယ်မလားတို့ခင်ဗျာခင်ဗျာကားအကောင်းသားတွေအစီအကောင်းသားတွေထိုင်ကုန်ဒီမှာထိုင်အကောင်းသားတွေသုံးအကောင်းသားတွေအာခေါညုံပေဆိုတာတွေသုံးဆွဲပြီးတော့အစီရင့်နေတာလေဟလာကာမကုံကိုခံစားနေတာအတကုံပို့ဆိုပတ်သက်ခင်ဗျာအာကာမကုံခံစားလားမခံစားလားတော့ခင်ဗျာလူတွေတော့မခံနိုင်မခံစားနိုင်ဘူးကာမကုံအဲ့လောက်ကြီးမခံစားနိုင်ဘူးအဲ့တော့ခင်ဗျာကလေကိုချစ်တဲ့ဘုံကြီးကိုကိုကိုွယ်တဲ့ဘုံကြီးကိုခင်ဗျာကလေ အများတို့ကအဲ့လိုမျိုးပြစ်တဲ့လက်ကမထားပါနဲ့ကြီးထိုးထိုးလောက်ကైကైမထားကြပါနဲ့ please အဲ့လိုဖြည့်စည်းနေတာနော်ချစ်တာမဟုတ်ဘူးနော်ကားကောင်းစားတွေဝယ်လူနေတယ်အစားစားတောက်ကောင်းတောက်ပွဲတွေအကောင်းစားတွေကျွေးနေတယ်ကျမအကောင်းစားတွေသုံးပေးသုံးနေတယ်ဆိုတာဒါအဲ့ဘုံကြီးကိုဒါကိုးကွယ်တာမဟုတ်ဘူးစိတ်ကတာမဟုတ်ဘူးဖြည့်စည်းတာဖြည့်စည်းတာကဲဘလို့ထင်ကြရလဲနော်ညီမပြေမိဘတွေအများစုပဲသားသမီးတွေကိုချစ်တာချစ်တာဆိုပြီးတော့နှစ်နေတဲ့မိဘတွေအများစုလို့ပေါ့ ဟုတ်လားဖြက်စည်းတာဘုန်းကြီးကိုမဖြက်စည်းရအောင်လေကျွန်တော်ဘယ်ကျွန်တော်ဒါအကောင်းပြောတာခင်ဗျားနောက်နေတင်လို့လားခင်ဗျားတို့ကလည်းဟုတ်တယ်မလားကျွန်တော်ဂရုံးဂရုံးချင်းကိုရင်းစားတယ်ဟုတ်လားခင်ဗျားတို့အဲ့ဒါရှောက်ပါတကယ်နားလေတဲ့ပုံကိုယ်တွေကတကယ်တိရကူစီရတော်ကြီးကိုတကယ်ကိုဟိုကိုယ်ွယ်သိက်ကပူဇော်တယ် တကယ်ဖះဖះဖះလို့ဖះနဲ့တခိုင်းနဲ့အဲဟုတ်ပြီဖះနဲ့တခိုင်းနဲ့ထားရဆိုလို့ရှိရင်ရှောက်ကြပါတင်ပါဗုဒ္ဓက6နှစ်တောင်တော့တော့တော့ခိုးသွားတာပဲအဲ့ပေါ့တော့တော့ထွက်သွားတာပဲဟုတ်တယ်မလားတော့ထွက်သွားတာတယောက်ဖြစ်တတ်တဲ့တိုက်ပွဲဘယ်သူမှလည်းဆုံးလာမကပ်ဘူးတပဲပဲတခြားသင်္ကန်းလေးတို့ပါအေးဂျာတိဥတ္တဝပူတယ်ကွအေးမြတဲ့သင်္ကန်းလေးတွေပါမရှိဘူးတပည့်သူလူတို့ကိုဝင်တော့ဝင်ဖို့ဖြစ်မှာဆိုလို့အလောင်းငောင်းနေရှိရတယ်ယူပြီးတော့အဲ့ သင်ငန်းမှာတွေ့တယ်ဟိုချုပ်ရိုးတွေရလေဖင်ရားပြီးထည့်ထားတာမဟုတ်ဘူးနော်အဲ့ဒါအဲ့ဖက်ရှင်အီတလီရဲ့ version designer ကဒီဇိုင်းဆွဲပေးလိုက်တာမဟုတ်ဘူးနော်တလားအလောင်းကောင်တွေကနေသွားယူပြီးတော့ချုပ်ချုပ်ပြီးတော့နော်ပိတ်သားတွေကိုကောင်းတဲ့ပိတ်သားတွေကိုဆက်ပြီးတော့ချုပ်ပြီးတော့ဟောတစ်ခေါက်တင်းနဲ့စေးဆိုးစေးဆိုးပြီးဝတ်တာကောင်ချမ်းစရိတ်မရှိအောင်သဘောပေါက်လားမသိဘူး အဲ့ဒီအဲ့ဒါကိုပိတ်စာအပြန့်ကြီးတွေကိုတခါချုပ်ရိုးကြောင်လိုက်ပေါ့အမိုက်စာပိတ်တာတွေရာသီဥတုနဲ့ကိုက်ကြီးလှစွာသောအင်မတန် every အထောင်း everything ငန်းကမှာဟဲ့လားအာဖြန့်စင်းနေတာကိုချစ်တဲ့ um ဘုရားရဲ့ follower တွေတားတော်တွေဖျားဖျားလို့တောင်ထူးပြီးတော့တောင်ဖျားလည်းမဟုတ်ဘူးသူတို့ကဖျားလည်းမဟုတ်ဘူးဗျာ ဒါပေမဲ့ဖယားလိုတော်ထူးပြီးတော့ကိုမှဟလာဒီလိုမျိုးတွေနေတဲ့လူတွေကိုတော်တော်ပြီးတော့ကြောင်ခေါင်းဆိုင်ကြီးမှာထားတင်မလားရွှေမကတ်ရုံရွှေမချရုံတမယ်ပဲဖုန်းလူဆိုတော့ရွှေချလို့လည်းသိမပြေဘူးလေတင်မချတာတေဝါရဲ့ဘုံရွှေတွေသွားချတယ်မလားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးပေါ့ဟလာခေါ်မှာတော့ဟိုဒီ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 အသေးကန်ဒီမှာအသေးကန်ဒီအောင်ဖြစ်တယ် sorry တောထွက်ကန်ဒီမှာ သူ့ကိုနမိတ်တွေပြရတယ်။သူတစ်သလုံးမမြင်ဘူးတာတွေပြရတယ်။ဟုတ်လား။အိုနာသေးဘာညာတွေကိုတွေ့တယ်။တန်ဝေကတွေရတယ်။ရပြီးတော့ကဲဒီတန်တရားနေလွမြောက်ကြအောင်ဆိုပြီးတော့တိုးနေတဲ့အချိန်မှာခမရတို့ကလေဒီလိုဒီလိုတန်တရားလွမြောက်ကြောင်တရားတွေကိုအင်မတန်တရားသူတရားမြတ်တွေကိုတိန်းရာထောင်ချီယူပြီးတော့ဟောနေကြတဲ့အမ်အမ်ဘာခေါ်လဲဖရာသားတော်တွေကို ခမရိုးတွေကမဖြည့်စည်းနဲ့လေအကောင်းစားကဖိစိန်ခံအောင်မလုပ်နဲ့လေအဲ့ဒါဖြည့်စည်းတာဖျက်သားတော်တွေကိုဖြည့်စည်းခြင်းဟာဘာတွေကိုဖြည့်စည်းတာလဲဗုဒ္ဓသာသနာတော်ကြီးကိုဖြည့်စည်းရရောက်တယ်ကဲကျွန်တော်ရဲ့ငွေချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးတွေကတော့ဖုန်ကြီးရဟန်းတချို့ကပေါ့နော်သာသနာတော်ကိုခုတုံးလှုပ်ပြီးတော့ဖြစ်စည်းနေတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဗျာနော် တချို့ကလည်းသာသနာတော်တွေကိုနော်အချောင်နေဖို့အတွက်ရောက်ရှိလာကြတယ်ဗျဒီလိုအချောင်သမားတွေပေါ်များလေလေနော်ကျွန်တော်တို့သာသနာတော်ကြီးကတဖြည်းဖြည်းဆုပ်ယုပ်လေးပဲဗျဒါကြောင့်မလို့နော်ဒီလိုမျိုးအတုအယောင်တန်ဃာတော်တွေကိုအမြန်ဆုံးဖန်ဆီးထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဗာမြပြောချင်သေးလေးဗျနော်တငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးရှင်းလဲကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ဗျနော်